လာမယ့်ဇွန်လ30ရက်နေ့အထိမိုးများနိုင်ပြီးကမ်းမတွေပြိုကျမှုတွေဖြစ်ပေါ်နိုင်တာကြောင့်မြေကမ်းမဘေးတွေမှာနေထိုင်သူတွေအနေနဲ့ဘေးလွတ်ရာကိုပြောင်းရွှေ့နေထိုင်ကြဖို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကတိုက်တွန်းပြောဆိုထားပါတယ်။ကေခိုင်သတင်းပေးပို့ထားတာပါရှင်။လာမင်းဇွန်လ20ရက်နေ့ကနေ30ရက်နေ့အထိစကိုင်းတိုင်းအထက်ပိုင်းကချင်ပြည်နယ် မုံပြင်းနဲ့၊ကရင်ပြင်းနဲ့၊ပဲခူးတိုင်းအချစ်ဘက်အချမ်းနဲ့ရခိုင်ပြင်းတွေမှာမုံများနိုင်တယ်လို့မွလီဝတာပညာရှင်ဦးဝင်းနိုင်ကပြောပါရယ်။တိုင်းတာချက်တွေအရာအိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်နေဆက်အနီးကုန်းတွင်ပိုင်းထဲမှာလေပြင်းအားနဲ့ရဝတ်အသည်လေပွေလိုက်တခုဟာဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာဖြစ်ပေါ်လာနိုင်တာကြောင့်ဇွန်လ30ရက်နေ့အထိမုံများနိုင်တာပါလို့သူကဆက်ပြောပါရယ်။ဒါကြောင့်ဘင်္ဂလားပင်လယ်အော်မှာအနောက်တောင်မုတ်တုံလေးအာကောင်းရာကနေအာအလွန်ကောင်းတဲ့အခြေအနေတွေဆက်လက်ဖြစ်ပေါ်လာနိုင်ပြီးမိုးပို့များ ားနိုင်တဲ့အတွက်ကံပါပြိုကျနိုင်တာတွေဖြစ်ပေါ်နိုင်တာကြောင့်တတိထားဖို့လိုအပ်တယ်လို့ဆိုပါတယ် EOV နီးတက်လာပြီဆိုလို့ရှိရင်အဲသူကကျွင်းရေမှတ်ကိုတော့မရောက်ဘူးအဲ7ပြီ15ပြီရနေပြီးတော့ပြင်း20လောက်အထိလိုတာတော့ရှိတယ်သူတော့အဲ့ဒီမှာရေရှိကျန်သွားတာတွေနီးထိုးတာတွေအဲ့လိုမျိုးဖြစ်ပြီးတော့ကံပါပြူတာတွေကဖြစ်တယ်အဲ့တော့ ကမ်းမားနဲ့နေတဲ့ဒေသတွေတတိထားဖို့ဆိုရဲအခုအချိန်မှာကတော့ကမ်းမားပြူကြပြီးတော့အိမ်ကြီးပြူပြီးပါသွားနိုင်တဲ့အနေနေရာတွေကပြည်သူတွေအနေနဲ့ကတော့ပြေလွတ်ရအောင်ရွှေ့ထားပြောင်းထားဖို့လိုအပ်တာကြည့်မယ်ကမ်းမားပြူအောင်မယ်ဆိုလို့ရှိရင်သူကအဲကြောင်းအရင်ပေါ် ါ်တယ်အကြောင်းအရင်ပေါ်ပြီးတော့မှကန်းနဲ့နေတဲ့နေရာနေပြီးတော့ကမ္ဘာပြူတဲ့ဥစ္စာအတန်းအခြေကြီးကြီးရှားတယ်ဝုန်းဝုန်းနဲ့အတန်းအခြေကြီးကြီးရှားပါတယ်ဒီလိုအန္တရာယ်ရှိတဲ့နေရာတွေဒီဟင်းစားဝင်းကြီးဟင်းစားရဲ့မိကံပြီးနေတဲ့ဒေသတွေခုနညောင်တုံးအခုအင်ကပူအစားတဲ့ဒေသတွေအဲ့ဒီနေရာတွေမှာတတိထားပါပဲ ဒါအပြင်အရာဝတီမြင့်ဖြားဒေတာတွေနဲ့ချင်းတွင်းမြင့်ဖြားဒေတာတွေမှာလည်းမိုးဆက်လက်လျှော့သွန်းပြီးမိုးရေချိန်များနိုင်ကမြင့်ရည်လည်းဆက်လက်မြင့်တက်လာနိုင်ခြင်းရှိတယ်လို့ဆိုပါတယ်။ဇွန်လ20ရက်နေ့နဲ့နဲ့စင်နိုင်လောက်မှာလည်းပဲခူးတိုင်းတောင်ငုံမြို့နယ်အတွင်းမိုးများပြီးတော့ကပောင်းချောင်းရေရှမ်းပြီးကြေအော်တွေမှာလက်တပြက်ရေကြီးရေရှမ်းမှုတွေဖြစ်ပေါ်နေတယ်လို့ဒေတာခန့်တွေကပြောပါတယ်။ ဒါကြောင့်တောင်ငုံမျိုးအနောက်ဘက် ရေချမ်းရှာယာကုန်းကင်းစိတ်စတဲ့ကြေော်တွေအပောင်းဝင်လျက်တပြက်ရေကြီးမှုဖြစ်ခဲ့တဲ့ကြေော်ဆေရောလောက်ကဒေတာခန့်တွေဟာဘယ်လိုရာကိုရာကြီးရွှေ့ပြောင်းနေရတယ်လို့ဆိုပါတယ်တောင်မမူရတောင်ကြီးတွေပေါင်းပြီးတော့ဒီဘယ်ဘဲချောင်းကနေပေါင်းဆက်ပြီးတော့လာလာတဲ့ကြီးပေါ်တာတော့တောင်ကြီးတွေပေါ်ပါဘူး။ညဆယ်နိုင်လောက်တည်းအကြီးတက်တာပေါ့။ညတက်ပြီးတော့တက်ကြလိုက်တက်လိုက်တက်ဆက်တက်လိုက်ချလိုက်အဲ့လိုဖြစ်ပြီးတော့ဟိုဆယ်နိုင်လောက်မှကြီးသွားတာ။ဒီနေ့ဆယ်နိုင်လောက်မှာ။ဒီတရက်လောက်တောင်မှာဘာမှမချောင်းဘူးတော့။ ဝင်ဉာဏ်တက်လဲဆိုရင်အခုကင်းစိတ်ပေါ့ကင်းစိတ်ရဲ့ဒီကမင်းကြီးကင်းစိတ်ပေါ့ဘယ်ရတော့ဘူးလို့တော့လေတော့ဒေတာသူမူရနေနေနဲ့ကြောက်ဖို့ပေါ့လေမူရမယ်ဆိုရင်ရေတက်ကျိုးချင်ရရှိရလေဘာလို့ရောရေရအောင်မသိမှဆိုရင်ပေါ့နော်ဒါရှိရတော့ရေကြွားပြီဗျာ ါအပြင်တောင်ငူမျိုးစူတဲ့လျော်လေးကြောင်တရာနဲ့လက်ခုပ်ကုန်းတရာတွေဟာရုတ်တရက်ရေတိုးလာတာတွေကြောင့်ကြိုးကျပျက်စီးသွားတယ်လို့သိရပါတယ်။စစ်ကောင်စီရဲ့မိုးစလာကလည်းကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုန်တုံလေးအားကောင်းနေတာကြောင့်မြန်မာကန်ယူတဲ့တခြားနဲ့ကန်လွန်ပင်လယ်ပြင်တွေမှာမိုးသက်လေပြင်းတွေကြောင်းနိုင်ပြီးလိုင်းကြီးနိုင်တယ်လို့ဒီကနေ့ဇွန်လ20ရက်နေ့မှာသတိပေးကြေညာချက်ထုတ်ပြန်ထားပါတယ်။ မုန်တက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေဟာတနာယီကိုမိုင်30အထိတိုက်ခတ်နိုင်ပြီးလိုင်းအမြင့်မှာဆေးဘဲကနဲ့ဆင်းနပေလောက်ရှိနိုင်ရဲလို့ဆိုထားပါတယ်။ကျမကကေခိုင်ပါ။